မျိုးရီအလုံးမင်္ဂလာပါနော်ကျွန်တော်တော့ရှင်းနိုင်ဆိုတော့နည်းနည်းနောက်ကျသွားတယ်ဗျာနော်မျိုးရီအတွက်တရားစစ်စေးစရာလေးတွေစစ်စေးလုံးစရာရှိရာတွေလုံရင်းနဲ့ကဲဗျာနော်ဖိုင်စတာတို့မျိုးရီကိုပြောခဲ့တဲ့မူရီကြီးပဲကြာသွားတာပဲမို့လား အလဲပါဝါမူကြောင့်နိခွန်သုံးညာငါအခွေရသုံးညာခွန်လို့ထွက်တယ်ဘရေဒူဘရေမူရေကြောင့်ဒါလေးကနစ်ပါနော်ကျွန်တော်မျိုးတရားဟောလောက်တယ်ဟုတ်ပါတယ် ကျွန်တော်တို့ဒီကိုနှစ်ကတော့ဖိုင်စတာတို့ရဲ့မိန်မွေးဂရုမာမိန်မွေးကနေအောင်မြင်သွားတာဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ပြောခဲ့တယ်ဒီ30မူကြောင့်เนาะဒါဖိုင်စတာတို့ရဲ့ light တွေကိုကြီးတဲ့မျိုးတွေရမှာပါ။ဒီ30မူကြောင့်တုံးတုံညာ၄ခွန်အခွေရကြားတတ်တာဖြစ်တယ်လို့เนาะဒီမှာ30ရအဲ့ဒီမူကကြားတာဖြစ်တယ်လို့ဒီအလဲ ငါးတုံညကြောင့်ငါးတုံညသုံးကြီးနဲ့ငါးတုံညသုံးဗရိတ်ဒီငါးတုံညသုံးအခွေဒီဆိုတာဖိုက်စတာတို့အမျိုးတို့ကိုရွေးချယ်ပေးထားခဲ့တာပါเนาะဒါရီယာမကြောက်အထူးတင်ခံနေဆိုတာဒါရီကိုပြောတာပါเนาะငါးတုံညသုံးခွေရတုံညသုံးထွက်သွားတာဖြစ်တယ်လို့ဖိုက်စတာတို့မပြောခဲ့တဲ့မူကဗရိတ်တူဗရိတ်ကြောင့်မပြောတော့ဘူးလို့ပြောခဲ့တယ်เนาะ ချို့မျိုးတွေကမန်းခဲ့တာတွေရှိတယ်တောက်ကြနေရတုံညာတင်းနေသုံးခွေရတုံညာသုံးလူကြိုက်တယ်ကျွန်တော်ကဒီမှာထပ်ပြီးတော့ဒေဂျာပေါ့လာမယ်တိ638ကြီးနဲ့တိ638ဘရိတ်တွေဆိုတဲ့စီပါဒေဂျာပေါ့တုံညာသုံးဆိုတာလာခဲ့တာပဲမလားဒါရီယာကျွန်တော်အမျိုးတွေအတွက် ဒါကကနန်းများလို့ထားလိုက်ဟိုကျွန်တော်ဒီတစ်ပတ်မှာအမျိုးတွေအတွက်အပိုင်တစ်ခုရွေးချယ်ပေးခဲ့တာပါဇန်နဲ့မပြောဘဲနဲ့အပိုင်ဆိုရင်ချရေးပေးခဲ့တာနော်နေခွန်၃ညာငါအခွေနဲ့အလဲဆယ်ပြေမူရရ၅၃ညာ၃ကီးနဲ့၅၃ညာ၃ပရိက၃ညာ၃ပါရာဖြစ်တယ်လို့၅၃ညာ၃အခွေရလဲ၃ညာ၃ဆိုတာအောင်မြင်ခဲ့တာပဲဖြစ်ပါနော်အဲ့ဒီကြတော့ မနေ့ပြန်ဘာတွေထိုးမလဲမနေ့ပြန်ဘာတွေထိုးမလဲနေခွန်3ည5အခွေ7350အခွေဟုတ်ပြီလားနော်နေ့ရက်မှာနေ့ရက်စလုံးအမျိုးတွေအတွက်အပိုင်ပေးခဲ့တာဒီငန်းန်းနေတော့မဖြစ်ခဲ့သေးဘူးပေါ့ဗျာဒီငန်းန်းနေလာဦးမှာပါ ထပ်ပြီးတော့ကြံနေရမှာညီရကိုအပိုင်အဘူးအပိုင်တို့ပေးထားတယ်ညီရကိုကဲဗျာမနေ့ပြန်ညီရကိုထိုးမယ်ဆိုရင်ကျေနပ်လားညီရကိုကြားရမယ်ရောက်တည်ရောက်ပြီနော်ဘာလို့လဲကျွန်တော်မျိုးတွေအတွက်ဒီနေ့ထက်ဆင်ပြီးတော့ဒီနေ့ထက်ဆင်ပြီးတော့ကူညီ ောက်ပို့လိုက်တာကတော့ဒီ၃ညာ၃ထွက်လာတဲ့အတွက်ကျွန်တော်တို့တေကြပေါ့ညီအကိုထိုးကြစို့နော်အမျိုးတွေလည်းထိုးမယ်ကျွန်တော်တို့လည်းထိုးမယ်ညီအကိုထိုးကြပါစို့လို့ပြောခြင်းပါပဲဘာလို့လဲဖရှာရုကတနင်္လာနေ့မှာနခက်ဒီထွက်ရင်ပြသပြီးသားပါနော်ကျန်အောင်မှာညီအကိုနဲ့အဘူးတွေတေကြပေါ့လာတယ်ဆို့ ွေးချယ်ပေးခဲ့တဲ့စီမှာအခု3ည3ကထပ်ထွက်ပေးပြီးအထောက်အကူပြုတယ်ဆိုတော့ဟုတ်လားဟေ့ကြည့်ရအောင်ဆိုနော်ပြောရင်ယုံလို့ရတဲ့လုံမဟုတ်ပါဘူးထိုးခြင်းအောင်ထိုးအားရှိအောင်တိုက်ဆိုင်စစ်ဆေးမှကျွန်တော်တို့ကတည်ကြတာဖြစ်ပါတယ်နော် ဒီမှာတုံညာသုံးလို့ထွက်တယ်ညီအကိုတွေကြတယ်တုံညာသုံးလို့ထွက်တယ်ညီအကိုတွေချက်ချင်းတန်းကြတယ်နော်ဒီမှာတုံညာသုံးလို့ထွက်တယ်ညီအကိုတန်းကြတယ်ဒီမှာတုံညာသုံးလို့ထွက်တယ်ညီအကိုတွေတန်းကြတယ်ဒီမှာတုံညာသုံးလို့ထွက်တယ်ညီအကိုတွေတန်းကြတယ်ကဲဘာလုပ်မလဲမနေ့ပြန်ကလည်း เนาะညီကိုရဲ့ရချင်းနေစိတ်နေပြီဆိုတော့ဘာထိုးကြမလဲတင်ပြီးတော့မျိုးတွေအတွက်နှစ်ကွက်ရွေးချယ်ပေးခဲ့မယ်ဖြစ်တာမဖြစ်တာကကျွန်တော်တို့မျိုးတို့ရဲ့ကံကျွန်တော်တို့ရဲ့စေနနာတွေเนาะဓာရီကတတိဓုမာဖြစ်ပါတယ်အခုထပ်ပြီးတော့၃ည၃လို့ဒက်ခံပြီးပြီညီကိုလာမလား ဟမ်ကျွန်တော်တုံညာသုံးတဲ့ဦးပဲပြောတာဒီသုံးမပြောသေးဘူးနော်30ကိုမပြောသေးဘူးတုံညာသုံးကိုပဲပြောတာအဲ့ဒီကြတော့မနေ့ပြန်ညီကိုပိုင်ထိုးမယ်ဘာနဲ့တင်ထိုးမလဲရှစ်ရဲ့တုံညာရဲ့ပေါင်းရင်ရှစ်ဇောင်းပေါင်းခြင်းရှစ်နှစ်ခတ်တည့်အလုံးမှန်တုံညာတည့်ဆိုပြီးတွေ့တယ် ငါရဲ့နေ့ရပေါင်းခွန်ခွန်နှစ်ခတ်သုံးညလုံးပိုင်းသုံးညခွန်လို့ထွက်တယ်။သုံးညရဲ့ခွန်ရပေါင်းရဲ့ခွန်ခွန်နှစ်ခတ်လုံးပိုင်းသုံးညသုံးစုပြီးထွက်တယ်။အခုနှစ်ပြင်းရ9နဲ့သုံးနှစ်ပေါင်းရင်နေ့နှစ်ခတ်လေးလေးလုံးပိုင်းနဲ့ဆိုရင်မနေ့ပြန်များကျွန်တော်တို့အမျိုးတွေအတွက်၄၃နဲ့၄၅ခု ျွန်တော်ကတော့ဒါလေးလုံးပိုင်မှုလို့ရွေးချယ်ပေးခဲ့တာเนาะကျန်တာတွေကဖိုက်စတာတို့ဂရုမာရှိမယ်ယုံကြည်တယ်ဆိုရင်ဒီခွေလာယူတဲ့လူတွေမနဲ့ပြန်တင်ထိုးမယ်เนาะကျွန်တော်မူရိစိုက်တွေနဲ့เนาะဒီမာယာများသော အခွေဆိုတာเนาะဒီကျက်တောင်းနဲ့ကိုမူဟာတန်နေဗျာဒီလိုမျိုးမူရိဆိုတာမရှိခဲ့သေးဘူးဒါဟာမူအစ်စ်ထွက်ရှိလာတာဖြစ်ပါတယ် နော်အဲ့ဒီတင်းလာနေနှက်ခတ်ကြောင့်သူကအခွေလို့လေးလုံးခွေလို့ပြောလိုက်တယ်ဒါပေမဲ့လက်ဖြားပြီးတော့လေးလုံးခွေပြောပေမဲ့တကယ်ထူရမှာက၃ခွက်ထဲနော်တကယ်ထူရမှာက၃ခွက်ထဲတီးခြင်းနဲ့အားပေးခြင်းနဲ့ဆိုရင်နော်မနေ့ပြန်တင်ထူရမယ်နေ့ပြန်အားကောင်းတဲ့အခွေဖြစ်တယ်ကျက်သောင်းနဲ့လာယူလို့ရပါတယ်ခင်ဗျခုံကိုခုံလေးနိကုံတုံညာရှင်ကားနဲ့ ုံခုံနဲ့ငါတိငါခုံခုံငါမှာလာယူလို့ရပါတယ်เนาะအလုံးမင်္ဂလာပါအဲ့ကြတော့မနေ့ပြန်ဘာမှကြည့်မနေနဲ့အခုမူရီစိုက်တွေရောပြပြီးပြီနောက်ရက်ဒီညီရကိုပဲအပိုင်ထိုက်လို့ဟုတ်ပြီလားအဲ့ဒီမှာကြိုးကြားထိုးခြင်းသေးရင်အလဲပါဝါထပ်ဖြစ်ထားပြီအပြည့်စုံပြောမယ်နိကုံတုံညာငါအခွေလို့ပြောလိုက်လို့ရတယ်เนาะ ဒီတုံညာခွန်ဆိုတဲ့နိခွန်တုံညာငါအခွေတွေထွက်လာရင်ဘယ်တော့မှတကြိမ်တစ်ခါတည်းနဲ့မပြီးဘူးအဲ့ဒီမှာအခုအလဲပါဝါထပ်ဖြစ်လာပြီဆိုတော့အပြည့်စုံပြောမယ်နိခွန်တုံညာငါကီးနဲ့နိခွန်တုံညာငါဘရိတ်ထိုးတေချာပေါက်လာဦးမယ်ညီကိုနဲ့နော်နိခွန်တုံညာငါဘရိတ်တေချာပေါက်လာဦးမယ်ကီးနဲ့ဘရိတ်နော်ဒါကြိုက်ရလောက်ဗျာ အာဒါမှမဟုတ်တခုတည်းလိုက်ချင်တယ်ဆိုရင်ညီကိုဒါလိုက်လိုက်တော့ဟုတ်ပြီလားမျိုးရီအတွက်ပြောရင်းနဲ့မနေ့ပြန်ဒီအခွေဒီအာကောင်းဆုံးချီနေကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်မူနဲ့ဆိုင်နဲ့တကွမာယာများသော အခွေလို့နာမည်လေးပေးထားတာဖြစ်ပါတယ်သူဟာလေးလုံးအခွေဆိုပြီးတော့เนาะလာပေမဲ့၃ခွက်ပဲတင်ထိုးရတဲ့เนาะလေပြားမှုပါတဲ့အခွေဖြစ်တယ် မူတွေ site တွေနဲ့အတူမနေ့ဖြန်တင်ထိုးဖို့လာယူထားတဲ့အမျိုးတွေကိုပြောရင်းနဲ့လိုချင်ရင်လာပြီးတော့ယူလို့ရတယ်เนาะအားပေးတဲ့အနေနဲ့လာမယ်ဆိုရင်เนาะအားလုံးမင်္ဂလာပါကျွန်တော်ကတော့ five star လေးရေးမှုပဲဖြစ်ပါတယ်ကျွန်တော်တို့ဂျာရဲ့ဒီမှာတော့ဒီအလား five star လေးရေးမှု YouTube ကပဲလွင်ပေးมาဖြစ်ပါတယ်ဇန်နဝါရီကတော့အမျိုးတွေ တောက်ကြနေနဲ့ကျွန်တော်တို့เนาะဇနီနေ့တွေမှာเนาะ Facebook ကဒီချာချာပြတ်တာဖြစ်ပါတယ်เนาะအလုံးမင်္ဂလာပါကျွန်တော်ရဲ့ like ကို တွေးရှိတဲ့မျိုးတွေအားလုံးကျမ်းမှချမ်းသာပြီးလူရင်းစန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးရင်းနဲ့ဘာထိုးမလဲအပိုင်ညီအကိုအပိုင်ထိုးမယ်ဗျာကြံကြင်နေเนาะညီအကိုနဲ့အပြည့်စုံဆိုရင်နေခွန်၃ညာ၅ကီးနဲ့ နေခွန်တုံညာငါပြိတ်တွေထိုးမယ်ဗျာနော်နသီစားရမယ်နော်အမျိုးတွေလဲတယ်လို့လုတ်ပါအဲ့ဒီတည်းမှာအပိုင်ဆိုရင် ကျွန်တော်ကပြောထားပြီးသားကျွန်တော်တို့ group ကိုလာခဲ့ကျတတောင်းနဲ့အတူခွန်ကိုခွန်လေးနေခွန်တုံညာရှင်ငါစီမှာငွေလဲ SS ပူရင်ရပါပြီလို့ပြောရင်းနဲ့မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့နောက်ထပ်ဂွေနီ site ဒီကောင်းရင် မနေ့ကိုထပ်လာပေးမယ်เนาะ ဒေချာပေါက်ကတော့ညီကူပဲအပိုင်ထိုင်ထိုးတော့လို့ပြောရင်းနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးနော်ဒူးဒီတွေအားလုံးပေါက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါ